ဤတေလာရဲ့တမိုင်းဂျူဒာဒါဝိမင်းဆက်ရဲ့အုပ်ချုပ်မှုတမိုင်းကဖြစ်စည်းခံလိုက်ရတယ်သူတို့ရဲ့ဂျေရုရှလင်မြို့ကြီးကဘာကြောင့်ဖြစ်စည်းခံလဲဆိုတော့ဖျားရဲ့အမိန်တော်စကားကိုနားမထောင်ဘူးဂျေရုရှလင်မြို့ကြီးရှုံးတဲ့ခါမှာဤတေလာရှုံးပြီလို့တတ်မှတ်ရဂျေရုရှလင်မြို့မရှုံးခင်တိမကြဆုံးခင်တိဘယင်ရဆက်ပြီးဒီဘယင်နဲ့ရောဆိုင်နောက်မင်းတပါဘယင်ဖြစ်ခွင့်ရတယ်ဒါပေမဲ့ဂျေရုရှလင်မြို့ကြီးဆုံးရှုံးသွားရင် ောက်ထပ်နန်းသက်ဆန်နေရမှာရှိတော့ဘာကြောင့်လဲဂျေရုဆလင်ကဘာပုံဆောင်လဲနံပါတ်၁ဂျေရုဆလင်မှာ temple ဖယားရဲ့ဗိမာန်ရှိဖယားရဲ့ဗိမာန်ရှိရဆိုတာက present of god ဖယားမျက်မှောက်တော်ရှိတယ်ဂျေရုဆလင်ဘာကြောင့်မကြဆုံးဖို့ဂျေရုဆလင်ဘာကြောင့်မဖြစ်စည်းဖို့ထိန်သိမ်းဖို့လိုအပ်တယ်လေစောင့်ရှောက်ဖို့လိုအပ်တယ်လေဆိုတော့နံပါတ်၁ဖယားရဲ့မျက်မှောက်တော်ရှိသောမြို့ဖယားရဲ့ peace ငြိမ်ဝှက်ခြင်းရှိသောမြို့ဖြစ်တယ် ဓမ္မရာဇဗြဟ္မဆောင်ခန်းကြီး15အပိုင်းငယ်20နှစ်လောက်မှာဆိုရင်ရှမွေလကလည်းထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌အားရတော်မူတကယ်တို့မိရှုရာရစ်အစရှိသောရစ်မျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမီလောနားထောင်ခြင်းသည်တိုးထီးစီဦးတဲ့တာ၍ကောင်းတဲ့ဖျားကသူ့စကားနားထောင်တော်သူကိုအားရတယ် သူစကားနားမထောင်ဘဲနဲ့မိရှုရာရစ်တွေကြံသောရစ်တွေလုံနေတာအဲ့ဒီထဲမှာဘုရားမပြောဘူးတင်ပူဇော်သောအကောင်တွေတင်လူသောငွေကြေးတင်ပါဝင်သောအရာတွေထဲမှာဘုရားအားရမယ်မထင်နဲ့သူစကားကိုနားထောင်သောတင်လိုက်ဘုရားအားရတာဖြစ်တယ်။သူရဲ့အလိုတော်ဆောင်သောတင်လိုက်ဘုရားအားရတာဖြစ်တယ်။ဘုရားပေးရမှာအားရတယ်ဒီမှာရှုဓမ္မမိတ်ဆွေတို့သူပဲ no secret point တခုပြောချင်တယ်ဘုရားဘလို့လူအားရတယ်လေသူရဲ့စကားကိုနားထောင်သောသူနဲ့ဘုရားအားရတယ် ဖရာရဲ့စကားကိုတင်ပယ်ရင်တင်လဲဖရာရဲ့ဝိုင်းပြင်ရောက်သွားဖရာရဲ့စကားထဲမှာတင်နေရင်ဖရာရဲ့အားရခြင်းထဲမှာတင်ရှိတော်သူဖြစ်လာတယ်ဒီမှာအစ္စရေလလူတွေကဘာကြောင့်ယူဒမင်းဆက်တွေကဘာကြောင့်ဂျေရုဆလင်မြို့ကြီးတောင်အသိမ်းခံလိုက်ရတဲ့ဖြစ်သွားလဲဖရာစကားထဲမှာမရှိဒုက္ကပတ်တော်ထဲမှာမရှိဒီနေ့ဖရာစကားနှုတ်ကပတ်တော်ထဲမှာရှိတော်အသက်တာထဲမှာရှိတော်သူသားလဲကြီးမားတော်မှုကိုပြုတော်သူဖြစ်လာမှာဖြစ်တယ် ဖျားစကားကိုဥထိတ်ထားသောနှုတ်ကပတ်တော်ဥထိတ်ထားသောအသင်းတော်အသက်တာလူပုဂ္ဂိုလ်တွေကအောင်ပွဲဆင်လာကြမှာဖြစ်တယ်။ဒါကြောင့်ဖျားစကားမှာနေပါ။ဘာကြောင့်လဲ?ထာဝရနဲ့ဆက်ဆိုင်သောအရာကဖျားစကားမှာပဲရှိတယ်။ဒီနေ့ကကာလမှာနှိမ်ချခြင်းဆိုတာတော်တော်ရှားပါပစ္စည်းဖြစ်လာတယ်။ဘလောက်ပဲဝိညာဉ်ကကောင်းတယ်ပြောပြောမနှိမ်ချချင်တော့ဘူးနော်။အရင်ဆုံးဖျားရဲ့တန်တော်တင့်စီရောက်ပြီးတင်ကိုယ်တိုင် prophet ကြီးမဖြစ်ခင် သူကိုယ်တိုင် prophet ကြီးမဖြစ်ခင်ရှမွေလလေးက Eli ဆိုတဲ့ ship prophecy မှာအလေလာရင်တည်ယူွာ humble ဒီကကာလမှာအားလုံးကလေပလင်နေရယာတု position နှာမေအယံ့မြန်နေပြီးတည်ယူရမယ့်နှိမ်ချဆိုတည်ယူရမယ့်ကာလအတွက်လေတော်တော်လေး overstep ဖြစ်ခဲ့တော့အဆင့်ကျော်ခဲ့တော့အပေါ်ရောက်မှမောက်ကုန်မောက်ကုန်ပြန်ကြတယ်နာခံခြင်းနဲ့နှိမ်ချခြင်းလို့ ယေရုရှလင်ကိုထိမ့်သိမ်းမယ်လို့ပြောတဲ့နေရာမှာနာခံခြင်းနဲ့နှိမ်ချခြင်းလည်းအင်မတန်မှယေကြည်တယ်။ဘာကြောင့်လဲဒီမှာဘုရားလူဖြစ်တဲ့ယေရမိရှေ့မှာကိုယ့်ကိုယ်ကိုမနှိမ်ချဘူး။ငါဘယင်။တော့ငါကနေ့တော့ပြန်မိတ်ပြလို့ရတယ်။မဟုတ်ဘူးယေရမိရဲ့နှုတ်ရှာပါဇက်မှာဘုရားစကားရှိတယ်။တန်လက်တကာနဲ့ထက်တော်ဘုရားစကားရှိတယ်။နှစ်ဘက်ခြုံတော်ဒါကဲတော့ထက်မြက်တော်ဘုရားစကားရှိတယ်။တကိုးတော်နဲ့ဆက်ဆိုင်တော်ဘုရားစကားရှိတယ်။ဖြစ်စေဖြစ်စေဆိုပြီးဖြစ်စေနိုင်တော့ဘုရားရဲ့စကားရှိတယ်။ အဲ့ဒီဖျားစကားတည်ဆောင်လာတော့ဖျားရဲ့လူရှိမှကိုကိုမနှိမ်ချဘူးငါလည်းဘယင်ပဲကွာငါလည်းပဲအာနာရှိတယ်ကွာတွားလို့တယ်ဒီမှာပိုင်ငယ်16မှာဆိုရင်ဖျားတခင်တမန်တို့ကိုပြည့်ရဲ့ပြုတ်ပြီးတော့အမိန်တော်ကိုနားမထောင် prophet တို့ကိုညင်းဆဲလိုက်တယ်ဟောသူတို့ဘလောက်ပဲတမန်တရားပြောပြောဘာမှမထူပါဘူးသူတို့ဘလောက်ပဲဆုတောင်းတောင်းဘာမှမချားနာပါဘူးမိတ်ဆွေတင်မသိဘူးသူတို့အแทမှာအသက်ကလုံးလုံးနေတဲ့အချိန်တန်ရေးပေါ်လာလိမ့် ကြားတော့ဖြုတ်ဖြတ်ရှိကောင်းကြီးပေးပါစေဒါဝိကပြောင်းအမြဲတမ်းချီးမွမ်းနေသူ့ပေတော်မတည်ဘူးအချိန်တန်ပေါ်လာလိမ့်မယ်နော်ဒီနေ့တင်လှုပ်ဆောင်သမ ्या ကအချိန်တန်ရင်ပေါ်လာလိမ့်မယ်အချိန်တန်ရင်လူတွေတင့်ကိုမျက်ွယ်ပြုလို့မရဖြစ်လာလိမ့်မယ်ဆရာကြီးရစ်ဝါရီအမြဲတမ်းပြောတယ်နော်အသင်းတော်တာသနာဝိညာဉ်ရတက်တာဆိုတရုပ်ဝဘိုးဝါနဲ့သူတွေနော်တယုတ်ဝဘိုးဝါကဗာနဲ့သူလဲဆိုတော့နော်သူ့ကို၅နှစ်လောက်ရေဘလောက်လောင်းလောင်းလက်တစ်တစ်ကိုမတက်လာဘူး 不老也老老，没听，吐 <noise> 过，吐啊吐啊，这 <noise> 里，你要是那个，吐那个什么没得得了，对不对？咱们没年龄老，比你大，人家人家和你大，没大那个大不了，那我算，哎，年龄个，那他年龄比较大对不对？比年龄小了，免多就偏多，哎，就掉个包啊，比年龄那比比年龄小的多，免多，对不对？谁个年龄那个不老不也老也老，吐啊没听，爸妈没多大了。 ဒီမှာသူပဲခေါ်အားပေးခြင်းတယ်အလိုက်အမလေးသူ့ဆရာတော်ကိုယူလိုက်တာအသင်းတော်ကနော်ချန်းစံနှာခေါက်ဖတ်ပြီးဘာမှမထူးလို့ပဲမထင်နဲ့တကယ်မုံတိုင်းတွေ့တဲ့ခါမှာအဲ့ဒီအမြင့်တရားလို့လို့လာမယ်နော် praise the lord တကယ်ဒုက္ခကြုံတွေ့တဲ့ခါမှာအထဲမှာနှုတ်ကပတ်တူတော့ကြောက်ပေါ်မှာမတည်ပဲနဲ့တင်းပေါ်မှာတည်ဆောက်တော့သူကတော့အရက်ပြန်တောက်မယ်မွေးစိဝါပြန်လို့မယ်သူများတင်းပြောမယ်ဖျောက်ချိန်စဲတော့သူပြစ်ပြစ်သွားနိုင်တယ်ဒါမဲ့နှုတ်ကပတ်တော်တည်တော့ကြောက်ပေါ်မှာတည်ဆောက်ထားတော့သူကနှုတ်ကပတ်တော် မဟုတ်တဲ့တဲပေါ်မှာတိဆောက်သားတော့သူကအတူတူလို့ထင်ရတယ်ဘယ်အရာမှတိသွားလဲမုံတိုင်းလာတယ်အခက်ခဲကြုံလာတဲ့ခါမှာတင်ဘယ်သူလဲဆိုတော့တင်မကြောက်တင်လာမှဖြစ်တယ်လောလောဆယ်တော့တင်တဲ့ကြံတော်သူတွေကအတူတူလို့ပဲထင်မယ်တင်လဲပဲတင့်ကိုတင်အတူတူလို့ပဲထင်လိုက်မယ်မဟုတ်ဘူးတော့တကက်ပြဿနာခက်ခဲလိုင်းတဘိုးတင့်ကိုရိုက်ခတ်တဲ့ခါမှာတင်တင်ကြံခဲမှဖြစ်တယ် တချို့သောသူကစိတ်ပြည့်ခြင်းနဲ့မှမျောပါသွားလိမ့်မယ်။တချို့သောသူတွေဖျားကိုစိတ်ညစ်ခြင်းနဲ့မှမျောပါသွားလိမ့်မယ်။တချို့ကဖျားကိုပြန်ပြီးပုံကန်သောသူတို့ဖြစ်သွားနိုင်တယ်ပဲ။တင်ကဆုတောင်းခြင်းကိုဆက်ပြီးမြဲမြဲစွာချုပ်ကန်သောသူတင်ဖြစ်လာမှဖြစ်တယ်။နှုတ်ကပတ်တော်ဆက်ပြီးယုံကြည်သောသူတင်ဖြစ်လာမှဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တင်แท้မှရှိနေတယ်။ဟာလေလုယာ။လောလောဆယ်တော့ပြန်မမြင်ရပေမဲ့တင်แท้မှတက်ရှိနေတယ်။အာမင်။တချို့သောသူတွေကအောင်ပွဲစနစ်ချိန်မှာဟာလေလုယာလို့ဩရာ ဒါမဲ့ခက်ခဲပြဿနာကြုံလာပြီဆိုရင်ဟာလေလုယာနိုင်တော့အချိန်တိုင်းမှာကြုံကြွေးကြုံနိုင်တာဖြစ်တယ်။ကြာတော့ဖြစ်ဖျက်ရှင်ကောင်းကြီးပေးပါစေ။တတိယဒီမှာပါတွေ့လေဂျေရုဆင်ဘာကြောင့်ဆုံရှုံလဲ။ဗိမာန်တော်ကိုညစ်ညူးစေ။ဗိမာန်တော်ညစ်ညူးစေတယ်။နောက်ဆုံးတော့ကာလအရန် genius ဖြစ်တဲ့ anti christ ရဲ့လောကပါတယ်ဆိုတော့ဗိမာန်တော်ညစ်ညူးအောင်လုပ်ဖို့ပဲ။တနေ့ကျရင်သူတို့အရန်အထင်ကြီးသောပုံကိုတယောက်ပေါ်လာလိမ့်မယ်။ ထိုသူက antichrist credo ဆန့်ကျင်မလို့ तू ကဘာလို့မလဲယွန်ရှာပွေသော အရာကိုပိတ်မှန်တော်မှာရစ်တယ်ပြီအဲ့ဒီချိန်မှာဤသေးလူတွေတိတော့နေတော့ပြေးမရတော့မယ်တကယ်ဆောင်းကာလမျိုးကိုဝင်ဆောင်တော်သူတွေမွေးခံနည်းမျိုးမဖြစ်ဖို့ငါဆုတောင်းပေးပါတယ်ယေရှုတကယ်စာတန်ရဲ့အလုတ်မာနရဲ့အလုတ်ကပါလေပိတ်မှန်တော်ကိုညှဉ်းညူးစေခြင်း ထာဝရဘုရားတန်ရှင်းစေတော်မူသောဗိမာန်တော်ကိုညှဉ်းညူးစေကြတယ်။တင်းကိုတန်ရှင်းဖြောင်းမစေတော်သူကဘယ်သူလဲ။ထိုဘုရားရှင်ဖြစ်တဲ့အဲ့ဒီဘုရားတန်ရှင်းစေသောဗိမာန်တော်ညှဉ်းညူးစေသောအလုတ်ကလောကရဲ့အလုတ်မာနရဲ့အလုတ်ဒီနေ့ကြာတော်သူဖြစ်ဖို့ဒီအရာကဂျေရုရှလင်မြို့ကျဆင်းခြင်းရဲ့အကြောင်းရင်းတွေဖြစ်လာတယ်။ဒါကြောင့်မတိုင်လာပြောရနော်ကျွန်တော်တိုင်လာခန်းကြီးတိပတ်တဲ့ကောင်မှတွေ့ရတယ်။ကိုကိုကိုမညှဉ်းညူးဖို့တွေ့ရတယ်။ ်နော်ဘာဘလုန် empire မှာရှိတဲ့မင်းရဲ့စားကျွန်းစားကြံတွေတောက်တော့ရတယ်သူမတောက်ဘာကြောင့်လဲသူ့ကိုယ်သူမညစ်ညူးစေချင်သူ့ကိုယ်သူမညစ်ညူးစေချင်တော့သူ့အတ္တမှာသူများမရတဲ့ပညာတွေရောက်လာတယ်သူများမရတဲ့ချီးမြှောက်ခြင်းတွေရောက်လာတယ်သူများမသိနိုင်တဲ့ဉာဏ်တွေနားလည်မှုတွေရောက်လာတယ်ဒီနေ့ကျိုးတက်တာတွေမှာဘာကြောင့်ထူးမခြားနာတက်တာကျိုးတချို့ချိန်မှာခံစားရလဲဆိုတော့သူများလိုပဲတက်ရှင်ပြီးသူများတဲ့မထူးခြားနိုင်မိတ်ဆိုရင် ။ကြောက်ပြတ်ချက်ကောင်းကြီးပေးပါစေ။သူများလောက်လောက်သက်ရှင်ပြီးသူများတဲ့တင်မထူးကြနိုင်ဘူး။တင်းရဲ့ဗိမာန်ကိုညှဉ်းညူးစေနိုင်သောအရာဒီနေ့ထုတ်ထဲမှာဖယ်ရှားတော်သူတွေဖြစ်ဖို့။ကျွန်တော်ဒီမာတဲခန်းကြီးနဲ့ဆင်းတဲ့တစ်ထဲမှာထင်တယ်ယေရှုကဗိမာန်တော်ကြီးတဲ့ခါမှာမြေတောင်ကြတယ်။ဘာကြောင့်လဲ။ဗိမာန်တော်ကဓမြတွင်နဲ့သူလို့ညှဉ်းညူးနေတယ်။ရောင်းဝယ်ဖောက်ကားနေတယ်။ဘာသာရေးတော့အကြောင်းပြုတာပဲ။ဒါပေမဲ့ကိုချိုးကြည့်ဘာသာရေးတော့ကြောင်းပြူတာပဲကိုကိုွယ်ချင်းတော့ကြောင်းပြူတာပဲဒါပေမဲ့ ိုယ့်ရဲ့လောက်ပိုင်ခွင့်နဲ့ကိုယ့်ရဲ့မိသားစုရဲ့ဝမ်းရည်ကိုပဲစဉ်းစားနေတဲ့ဂျေရုရှလင်ဗိမာန်ရုပ်ကြည့်ပြီးယေရှုမြိတ်ကြတယ်။ငါအိမ်ကစုတောင်းရအိမ်ရာဖြစ်ရမယ်လို့ပြောပေမဲ့နင်တို့ကဓမြတွင်ဖြစ်စေ။ဂျေရုရှလင်မြို့ကြီးကြဆင်းဖို့အတွက်ဒီအချက်ကလည်းနေရာယူလာတယ်။ဗိမာန်တော်ကိုခဏခဏညှိညူစေ။ဒီနေ့တင်းနဲ့ကျွန်တော်လိုက်မှလဲဗိမာန်တော်ညှိညူစေဖို့အတွက်စာတမန်နဲ့စင်တိုင်းလှုပ်ဆောင် အဲ့ဒီຢာတွေအကျိုးဆက်တွေရှိလာတဲ့ခါမှာအပိုင်ငယ်ဆက်ကိုမှဘိမှန်တော်ကိုလည်းမီးရှို့၍ဂျေရုဆလင်မြို့ကို ဖြိုဖျက်ကြ။ဂျေရုဆလင်မြို့ကြီးရှုံးတဲ့ခါမှာဣသေလရှုံးပြီလို့သတ်မှတ်ရတယ်။ဂျေရုဆလင်မြို့မရှုံးခင်တိမကြဆုံးခင်တိဘယင်ရဆက်ပြီးဒီဘယင်နဲ့ရောဆိုင်ရင် နောက်မင်းတပါဘယင်ဖြစ်ခွင့်ရသည်။ဒီဘယင်ကွယ်လွန်သွားရင်နောက် ူ့ရဲ့မျိုးဆက်ထဲတယောက်နန်းတခွင့်ရသည်ဒါပေမဲ့ဂျေရုဆလင်မြို့ကြီးဆုံးရှုံးသွားရင်နောက်ထပ်နန်းသက်ဆရာနေရာမရှိတော့ဘာကြောင့်လဲဂျေရုဆလင်ကဘာပုံဆောင်လဲနံပါတ်၁ဂျေရုဆလင်မှာ Temple ဖျားရဲ့ဗိမာန်ရှိဖျားရဲ့ဗိမာန်ရှိရဆိုတာက Presence of God ဖျားမျက်ပေါက်တော်ရှိတယ်ဂျေရုဆလင်ဘာကြောင့်မကြဆုံးဖို့ဂျေရုဆလင်ဘာကြောင့်မဖြစ်စည်းဖို့ ထိမ့်သိမ့်ဖို့လိုအပ်တယ်လေစောင့်ရှောက်ဖို့လိုအပ်တယ်လေဆိုတော့နံပါတ်၁ဖခင်ရဲ့မျက်မှောက်တော်ရှိသောမြို့ဖခင်ရဲ့ peace ငြိမ်ဝှက်ခြင်းရှိသောမြို့ဖြစ်တယ်နံပါတ်၂ဂျေရုဆလင်မှာ priest ship rohit နေတယ်နော် priest ဆိုတာဘာလဲဖခင်နဲ့လူရဲ့ဆက်ကြားထဲမှာအတနာခံပေးသောသူအပြစ်ဖြေပေးသောသူ ဂျေရုရှလင်ဒီဖယားရဲ့အမှုဆောင်သောဖယားရဲ့အစေခံခြင်းအမှုကိုပြုသော priest တွေ levites တွေ not the get lewi တွေ now prophet တွေရှိသောနေရာတတိယဂျေရုရှလင်မှာဘာရှိသေးတယ်လဲ king ဘယင်ရှိတယ် palace နန်းတော်ရှိတယ် solo ရာက power and authority တကူနဲ့အာဏာရှိသောနေအဲ့ဒီဂျေရုရှလင်ကြီးတိမ့်ပိုက်လဲခံရရောဣသေလတွေဘာမှလုပ်လို့မရဘူး 犹大里巴马勒罗米亚，今朝的马梅士就图拜看阿爸伊个呢，带领耶路撒冷百姓到那边。Amen。巴焦勒，那个巴多巴烈，提哥汗尼东巴耶塞乔马巴焦勒，提诺底，平安的耶，拜玛，The Temple of God，平安耶拜玛，哎，平安拜玛，我们住 dwell 呢，但 shadow wing 呢，哦，敬畏呀，平安拜玛，所以呢，我们得救啦，Hallelujah。 耶路撒冷，我们不要用英国人说耶路撒冷，我们说拿撒巴。听口令，耶路撒冷，听的侬。The presence of God，祂要我们做祷告的 mi,，听的、totally uh, 是谁呢？听的侬。Amen。我们讲到我们信到我们耶稣，讲到我们被满到，所以祂要我们到西奈，阿当先圣坛那被满到西奈。但今天，我们得告白吗？刚才我们信到我们被满的，听的侬，我们被满的了。听的侬，听我们被满的，我们讲到我们。 နဲ့မြေကြီးဖျားအတွက်ကကောင်းကင်ရတော်သူရဲ့တော်ပလင်မြေကြီးရတော်ဖျားရဲ့ခြေတင်ကုန်တော့ဖျားအတွက်နေရာပေးလောက်အောင်ကောင်းတဲ့ဗိမ္မာဆိုမရှိနိုင်ဘူးရှောလမုန်မင်းကြီးကကောင်းဆုံးတည်ဆောက်တဲ့ဗိမ္မာကဖျားရဲ့ဘုံတကိုးနဲ့ရှင်ဘာမှမဟုတ်တိုးတိုးအဲ့ဖျားကတင့်တယ်မှာကင်ဝတ်ခြင်း hallelujah you are the temple of god this mean the presence of god is in you တင့်တယ်မှာဖျားရဲ့မျက်မှောက်တော်ရှိနေတာ amen တင့်ဒီဂျေရုဆလင်ဖြစ်နေတယ် spiritual Jerusalem ဝိညာဉ်ရယူစင်မတင်ပုံဆောင်နေတာဖြစ်တယ်။သင်ဒီ priest ရပိုဟိကေတော့ဖြစ်တယ်။ဒါကြောင့်မို့ဒီပေခန်းကြီးနဲ့ပိုင်ငယ်ကိုလောက်မှာသင်တို့မူကမောင်မိုက်ထဲမှာအံ့ဖွယ်တော့လင်းတော်တို့ခေါ်သွင်းတော်မူသောသူဤဂုံကျေးဇူးကိုဖော်ပြစေခြင်းကရွေးချယ်သောအမျိုးမင်းစည်းစိမ်ရှိသောရပိုဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်သောသူအပေါင်း priest ဂျေရုရှလင်ဘာကြောင့်ကြဆုံးသွားတဲ့ခါမှာအီတီလိုက်နလန်မထူနိုင်လဲဆိုတော့ဂျေရုရှလင်မှာ priest ယေဘရဟိရှိတယ်ဒီနေ့သင်လဲပဲအမောင်မိုက်ထဲနေအံ့ဖွယ်တော်လင်းကိုဆောင်းတော်ထိုဖခင်ရဲ့ဂုံကျေးဇူးပေါ်ပြမယ်မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတတိယ authority and power amen ရှမတဲ့ခိုင်းနေစနေရှိတဲ့ကျွန်တော်ပြပေးပါယေရှုကနောက်ဆုံးသူပြောဆိုခဲ့သောစကားဖြစ်တယ်တပည့်တော်တွေသူမာခဲ့သောစကားဖြစ်တယ် တော့ကျုပ်ရှင်မာသဲခန်းကြီး20နဲ့ရှင်မာကူထဲမှာလည်းရှိပါတယ်ဗျရှင်မာသဲ20နဲ့ရှစ်ထဲကိုကြည့်ရအောင်နော်ဘယ်လိုရေးထားလဲဆိုတော့အပိုင်ငယ်16လောက်မှာယေရှုဒီအနည်းပါတို့ချင်းတော်မူပြီးလေကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်တော်ခွင့်တကိုးရှိသည်များတို့ကိုငါခံရပြီအခွင့်တကိုးရှိသောယေရှုကပြောတယ်တင်တို့သွား၍ဘာပြောလဲလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလေ ်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်နာမ၌ဗတ္တိဇံကိုပေးသင်နဲ့ကျွန်တော်လောကောက်သွားတဲ့အခါမှာယေရှုကအကြံပြုတာမဟုတ်တကို power နဲ့လွတ်တာဖြစ်တယ်။သင်အတ္တမှာတကို power ရှိနေတယ်။သင်ကဂျေရုဆလင်ပုံဆောင်တယ်။ဂျေရုဆလင်မြို့ကြီးကြာဆင်းသွားတဲ့အခါမှာဤတေလနိုင်ငံကြီးကပြတ်သုံးသွားတယ်။ဘလို့မှနလံမထူနိုင် ကြံသောအချိန်တွေမှာတို့နှလန်ထူနိုင်သေးတယ်။နော်လာတိုက်ခိုက်တဲ့ဝိုင်းရံနဲ့ပြဿနာမရှိဘူး။နင်းနေချီပြီးဝိုင်းရံနဲ့ပြဿနာမရှိဘူး။ဘုရားပြန်ကယ်တယ်။အစီရိယထဲကကောင်းကင်တမန်ဆီလွတ်တယ်။တိမ်နဲ့ချီတော်သူတွေဘုရားဖယ်ရှားပေးတယ်။ကုရှားတွေလာတယ်ဘုရားဖယ်ရှားပေးတယ်။ဖိလိတိလာတယ်ဘုရားဖယ်ရှားပေးတယ်။အစင်ပြေတယ်။ဒါပေမဲ့ယေရုရှလင်မြို့ကြီးလည်းကျဆင်းသွားရော။အီတေလာရဲ့မင်းဆက်တိမ်ကုန်သွား။ဒီနေ့ကျွန်တော်ဝိညာဉ်ရမှာထုတ်ခဲ့တော့ပဲဖြစ်တယ်မိတ်ဆွေ။တင်ကယေရုရှလင်ပုံဆောင် ။ဘာကြောင့်လဲ?တင့်ထဲမှာဘုရားပြိမာရှိ။ဘာကြောင့်လဲ?တင့်ထဲမှာဘုရားအတွက်အစေခံခြင်းတည်သော priesthood ရစ်ပရိုနက်ဆာဆိုင်သောအစေခံခြင်းရှိတယ်။ဘာကြောင့်လဲ?တင့်ထဲမှာဘုရားရဲ့ခွဲခန့်ခြင်း power and authority တကိုးနဲ့အခွင့်တကိုးတင့်ကိုအနှင်းထားတယ်။အဲ့ဒီအရာကိုတင့်မဆောင်လျှောက်ဘူးဆိုရင်တော့တေချာတယ်။တင့်နဲ့ကျွန်ုပ်ကြောင့်ဟောကျွနောက်ထပ်သာသနာတွေနောက်ထပ်ခရစ်တော်ရဲ့နာမကြီးမားစေမယ့်အရာတွေကျွန်တော် ဆုံးရှုံးသွားနိုင်တာကြောင့်တင်ဂျေရုဆလင်ကိုထိန်းသိမ်းတော်သူတွေဖြစ်ဖို့ဒီနေ့ကိုပါတော်ပြန်ခေါ်ပေးခြင်းနဲ့ရောစနေပြရှိကောင်းကြည့်ပေးပါစေ။